2015ရွေးကောက်ပွဲဆိုင်ရာအထောက်အကူပြုအချက်လက်တွေပါဝင်တဲ့ mobile application တစ်ခုကိုမြန်မာလူငယ်ပညာရှင်တွေကဖန်တီးပြီးထုတ်ဝေထားတဲ့နေရာမှာအဲ့ဒီ application ဟာလူသုံးများလာနေပါတယ်ဒီအကြောင်းကိုညံဆိုအပ်တင်ဆက်ပေးထားပါတယ်ရှုစားကြည့်ရအောင်နော်နောက်ဆက်ကနိုဝင်ဘာ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေနဲ့နိုင်ငံရေးပါတီတွေအကြောင်းအချက်လက်တွေကိုအလွယ်တကူလိလာနိုင်ဖို့အတွက် M Voter 2015လို့ခေါ်တဲ့မိုဘိုင်း application တစ်ခုကိုမြန်မာလူငယ်ပညာရှင်တွေဖန်တီးထုတ်ဝေလိုက်ပါတယ်ဒီမိုဘိုင်း application မှာရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးတဲ့သူတွေအထူးသဖြင့်လူငယ်မဲဆန္ဒရှင်တွေအတွက်ထောက်ကူပြုနိုင်အောင်ရွေးကောက်ပွဲဆိုင်ရာအချက်လက်တွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကုစရယ်လောင်းတွေရဲ့စီးရင်တွေနဲ့ရွေးကောက်ပွဲမှာ မဲပဲလို့ပေးရမလဲဆိုတဲ့အချက်လက်တွေပါတဲ့မိုဘိုင်း application ကို Team Postack ဆိုတဲ့လူငယ်အဖွဲ့ကမိတ်ဆက်ထားတာပါလူငယ်ပိုင်းနေလဲတို့ဒီရေကောက်ပဲစိတ်ဝင်စားစိတ်ဝင်စားနေကြရအောင်စိတ်ဝင်စားမှုမြင့်နေတဲ့အခါကျတော့ဒီလူငယ်တွေတုံးတဲ့ဖုန်းနဲ့ပဲတို့ဒီသူတို့ရဲ့လိုအပ်လိုအပ်တဲ့အချက်လက်တွေကိုပေးရမှာဖြစ်တဲ့အတွက်တို့တနည်းအားဖြင့်တော့ဗောနော်အကောင်းဆုံးမဟုတ်ရင်တော့မှတို့ဒီအသိပညာပြန့်ပြန့်ဝေဖြန့်ဝေတဲ့ပုံစံမျိုးနဲ့တို့ အကျိုးပြုနိုင်မှာလို့ထင်ပါတယ်။အောက်တိုဘာ၄ရက်နေ့ကစလို့ Google Play Store လို့ online ကနေအခမဲ့ဖြတ်ကြည့်လိုက်တဲ့ဒီရွေးကောက်ပွဲဆိုင်ရာ mobile application ဟာ Android နဲ့ iOS အသုံးပြုသူတွေအားလုံးသုံးစွဲနိုင်ပြီးအခုဆိုရင် download ဆွဲယူသူပေါင်းတထောင်ကျော်ရှိနေပါပြီ။ဟိုမှာ Facebook မှာ hot ဖြစ်နေတဲ့ဟိုလွှတ်တော်မတ်တွေလောက်ပဲသိရပါဘောနော်။အမေခုကြောင့်အဲ့ candidate တွေပါဟိုဖြစ်ရတယ်ဆိုတော့ကောင်းတယ်။ပြီးတော့သူက channel ရဲ့ feature တွေလည်းတော်တော်ဆုံးလဲဥမာ party တွေအားလုံးရဲ့ဥစ္စာတွေပြထားတာမျိုး ပြောအဲ့ဒီမှာမဲပေးဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတော့အစင်းစင်တွေကိုတစ်နှစ်သုံးနဲ့အဲ့လိုမျိုးပြသားပြီးသားမျိုးတွေ Team Poster အဖွဲ့ကကွန်ပျူတာသိပ္ပံចောင်းသား9ရောက်ပါဝင်ဖန်တီးထားတဲ့ M Voter Application ဟာရိုးရှင်းလာတဲ့ဖွဲ့စည်းပုံနဲ့လွယ်ကူထိရောက်တဲ့သုံးစွဲနိုင်မှုစွမ်းရည်တွေအတွက်ရွေးကောက်ပွဲနဲ့ဤပညာဆိုင်ရာပြိုင်ပွဲမှာပထမဆုရခဲ့ပါတယ်။ဖြင်းကြီးသည်အဲပြီးရင်ဟိုရန်ကုန်ဟိုဒီတိုင်းတိုင်းလုံးပြတယ်။နော်တိုင်းပြပြ ဒီပြပြတိုင်းနေရွေးတယ်ရွေးပြီးလို့ရှိရင်ပြည်မျိုးနဲ့ရွေးတယ်ပြည်မျိုးရွေးပြီးအုပ်စုရွေးတယ်အမကြအုပ်စုနဲ့ရှိတယ်လေတစင်ချင်းစီဆိုတော့ဒါအမကဒါရှင်းဝမ်းမသိတယ်အခုလာမယ့်2025ရွေးကောက်ပွဲမှာပြည်သူလွှတ်တော်မျိုးသားပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်တွေကနေရာပေါင်း1190အတွက်ဝင်ရောက်ရှင်ပြိုင်မဲ့ကုစလေလောင်6000ကျော်တွေရဲ့ကုရေးအချင်းနဲ့နိုင်ငံရေးပါတီအသီးသီးရဲ့အကြောင်းတွေကိုအလွယ်တကူသိရှိစေအောင်လူငယ်တွေကဖန်တီးထုတ်ဝေထားတဲ့ M Voter Application ဟာ Facebook လို့ online online 工业总水部队，吴文鹏总水部队，加码，这皮皮金变成蓝里巴了，看没啊？